အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ ဆိုတော့ဒီတစ်ပတ်ကတော့ဒါကျွန်တော်တို့ဘောလုံးပရိသတ်တွေအားလုံးတို့အင်္ဂလန်ပရီးမီးယားလီဂ်ပွဲတွေပြန်လာပြီဆိုတော့ပွဲစဉ်ကပွဲစဉ်6ပွဲပဲကျန်တော့တယ်ပွဲစဉ်33ဆိုတော့ဒီပွဲစဉ်33ပြီး9ပွဲပဲကျန်တော့မယ်ဆိုတော့ပရီးမီးယားလီဂ်ကအခုပွဲစဉ်32မှာလီဗာပူးကချန်ပီယံဖြစ်ဖို့အတွက်အမှတ်ကဘာမှမလိုတော့ဘူးဒါလို့ Ipswich Town ရဲ့ပွဲအားစဲအမှတ်ရောခဲ့လို့လီဗာပူးက2ပွဲဆက်နိုင်ရင်ကိုချန်ပီယံဖြစ်ပြီဆိုတော့ဒီနေရာမှာကျွန်တော်စနေနေ့မှာအဓိကကြည့်ရမှာကဥရောပချန်ပီယံလီဂ်ဝင်ခွင့်အတွက်ပဲကျွန်တော်အခုလက်ရှိပရီးမီးယားလီဂ်မှာ ဘာမှစိတ်ဝင်စားစရာမရှိတော့ဘူးတန်းစီစုံကဆောင်းတန်တန်းဆင်းသွားပြီး Ipswich Town နဲ့ Leicester ကလာမဲ့တပတ်နှစ်ပတ်အတွင်းမှာတေချာပေါက်တန်းဆင်းမယ်ဆိုတော့အဲ့ဒီနေရာမှာတန်းစီစုံ၃သင်းကပြီးသွားပြီ ဒီနေရာမှာချန်ပီယံကလေလီဗာပူးဖြစ်ပြီးအာဆယ်ကဒုတိယရဖို့တေချာလောက်ရှိတဲ့ချိန်မှာချန်ပီယံလိဝင်ခွင့်မှာနယူကာဆယ်ကဂျာယက်ကခရစ်စတယ်ပဲလစ်ကို၅ခုပြတ်နဲ့နိုင်လိုက်တဲ့အတွက်သူတို့ကအခုလောလောဆယ်ပါအဆင့်၃နေရာကိုတက်လာပြီဆိုတော့နယူကာဆယ်ကရမတ်59မှအာဆနယ်တောင်၄မှတ်ပဲကွာတယ်လက်ချက်6 မအားစနယ်ကိုသူတို့လည်းချိုတက်နိုင်မဲ့အခွင့်အရေးရှိတယ်အထူးသဖြင့်အားစနယ်ရဲ့ချန်ပီယံလိတာဂက်ကြောင့်ဒါပေမဲ့အခုလောလောဆယ်အနေထားအရကျွန်တော်မြင်တော့ယူကာဆယ်က Forest ကိုနှစ်မှတ်ဖြတ်တဲ့အဆင့်၅ကမန်စီးတီးကို၄မှတ်အဆင့်၆ချန်ပီယံလိဝင်ခွင့်မရတဲ့နေရာကနေဆိုရင် Chelsea ကို၅မှတ်ဖြတ်တယ်ဆိုတော့မန်စီးတီးကို၄မှတ် Chelsea ကို၅မှတ် Aston Villa ကို၅မှတ်ဖြတ်တဲ့အတွက်ယူကာဆယ်ကတော်တော်လေးအခွင့်အရေးရှိတဲ့အချိန်မှာဒီတစ်ပတ်ကပွဲကြီးပွဲကောင်းနေရှိတယ်ဆိုတော့ကျွန်တော်တို့ဥရောပချန်ပီယံလိအတွက်ပဲအဓိကကြည့်ရမယ် စနေနေ့မှာရောတနင်္ဂနွေနေ့မှာရောကျွန်တော်တွေကမရှိသလားပဲ United ဆိုရင်အခုနီးပြ Ruby Amron က Europa League ပွဲပြီးမှာ Premier League မှာလူငယ်တွေကြီးပဲကစားတော့မယ်ဆိုပြီးပြောထားတယ်ရှိတယ်ဆိုတော့ပထမဆုံးအနေနဲ့ကြည့်တဲ့ခါမှာ Brentford နဲ့ Brighton Brighton ကအခု48မှတ်မှာသူတို့အနေနဲ့ conference မျောလင်းချက်တွေအဆင့်ခုံပေါ့ဗျာရဖို့လိုအပ်တယ်အဆင့်ခုံဆိုရင်အခုလောလောဆယ်ကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ Brighton က48မှတ်မှာအဆင့်ခုံက Aston Villa က54မှတ်6မှတ်กว่าတယ်မျောလင်းချက်တော့ရှိသေးတယ်ဒါပေမဲ့ Brighton လည်းအခုလောဆယ်အမှန်တိုင်းပြောရင်တော့စတိုက်ခြေကျနေတဲ့ပွဲပဲ Brentford ကပြီးခဲ့တဲ့ဘက်မှာ Arsenal ကိုတည်ခံထားတယ်ဒီဘက်ကထူးခြားတာကအစောပိုင်းပွဲမရှိဘူးဒါကြောင့်အစောပိုင်းပွဲမရှိလဲဆိုဥရောပ Champion League Europa League နဲ့ Conference League ပွဲတွေကန်ထားတဲ့ပွဲကြီးတွေကြောင့် စောပိုင်းပွဲမရှိဘူးဆိုတော့ Bradford နဲ့ Brighton ပွဲကညနေ3:00မြန်မာစံတော်ချိန်ည8:00ခွဲမှာကမ်းမယ် Crystal Palace နဲ့ Bournemouth ပွဲရှိတယ် Bournemouth ကခုတနေ့ကနိုင်လိုက်တဲ့အတွက်ကြောင့်သူတို့လည်း European မျောလင့်ချက်ရှိပေမဲ့ Palace ကနည်းနည်းလေး return ပြန်ပြတ်သွားတယ် Man City ကို6ပြတ်ရှုံးအခု Newcastle ကိုကြားရမှာ9ကိုပြတ်ရှုံးနှစ်ပွဲကိုသူတို့10ကိုပေးလိုက်ရတယ်အဲ့မှာ twin ကို2ကိုပဲရှိတော့ Palace နည်းနည်းလေး return ပြန်ပြတ်သွားတယ် Bournemouth အတွက်တော့အခွင့်အရေးဖြစ်နိုင်ပြီးတော့ Manchester City City ကတကယ်ကိုအရေးကြီးလာပြီ။ဘာကြောင့်လဲဆိုတော့ Manchester City နေနဲ့အခုလက်ရှိမှာအောက်က Chelsea ရဲ့ Villa ရဲ့ကသူ့ရဲ့ right behind မှာရှိတယ်။ဆိုတော့တို့အခုကားမှာက Everton နဲ့ကားမယ်၊ Goodison ဘက်မှာကားမယ်။ Goodison ဘက်ကဒီပွဲနောက်ဆုံးပွဲဖြစ်နေ။ဘာလို့ဆို Everton ကဒီပွဲပြီးတာနဲ့သူတို့ဒေဂျာပေါက်တန်းစင်းဆောင်ကလွတ်လွတ်ဆေးဖြစ်သွားတယ်ဆိုတာနဲ့သူတို့ကအခုလက်ရှိမှာသူတို့ကွင်းတစ်ကိုပြောင်းမှာ။ဆိုတော့သူတို့ကလည်းအဲကွင်းတစ်ပြောင်းဖို့ရေကိုစောင့်နေတဲ့အချိန်မှာဒီပွဲက မထင်မှတ်ပေတဲ့ City တို့ကခတ်နိုင်တယ်။ Everton ကသူ့အိမ်ပွဲမှာ Man United, Arsenal, Chelsea အသင်းကြီးအားလုံးကိုအကုန်ဒုက္ခပေးနိုင်တယ်။ David Moyes လက်ထက်မှာတော်တော်ကိုကောင်းတယ်။ Liverpool လည်းတည်ကံထားတယ်။ဆိုတော့အခုလောလောဆယ်နေထားရဒီနှစ်သင်းထိတ်တိုက်မတွေ့ခင်မှာအခုလောလောဆယ်မှာအခုလက်ရှိနေထားရ Everton အသင်းကယုံကြည်မှုတော်တော်လေးကောင်းနေတယ်။ဆိုတော့ဒီနှစ်သင်းကဒီနှစ်ရာသီအတွင်းပေါ့လေဒီနှစ်ရာသီအတွင်းပထမအချို့ Manchester City ကွဲမှာတစ်ဖက်တစ်ကိုယ်စီတည်ကြတယ်။မနေ့ကတော့ကတော့ City ကတပွဲနိုင်ပြီးတော့ Everton ကွဲမှာလည်း3-1နဲ့နိုင်တယ်။ဆိုတော့ Man City ကတော့ Everton ရဲ့ Goodison ပတ်မှာ အမှန်တိုင်းပြောရင်တော့ဇက်တိုက်ကိုနိုင်တာဇက်တိုက်နိုင်ခဲ့ပြီးတော့ကျွန်တော်တို့အခုလောလောဆယ်တခြားလုံးကြည့်တဲ့အခါမှာဂူဒစင်ဘက်မှာမန်ချက်စတာစီးတီးအနေနဲ့နောက်ပိုင်းပွဲပေါ့လေ2019မှာသူတို့၄ခုပြတ်နဲ့ရှုံးတဲ့နောက်ပိုင်းကံမြရာသီပေါ့လေ2016ဆက်ခွန်ရာသီဆိုတော့ဆက်ခွန်16 16 19 19 20 20 21 21 22 23 23 24ခုနှစ်နှစ်ဇက်တိုက်စီးတီးအကုန်နိုင်ထားတယ် အရှိတနှစ်ပဲသူတို့ရှုံးထားတာဆိုအဲ့ချက်ကတော့အာသာချက်ဖြစ်တယ်ဒါပေမဲ့ Everton ရဲ့လက်ရှိ form ကတော်တော်လေးကြောက်ဖို့ကောင်းတယ် form ကောင်းတယ်ဆိုတာထက်သူတို့ကစားပုံပိုကောင်းလာတာရှုံးပွဲကတော့တပွဲပဲရှိတယ်ဒါပေမဲ့တေးပွဲတွေများတယ် Everton ကအခုနောက်ဆုံးတွေ့ထားတဲ့ပွဲတွေကိုကြည့်လို့ရှိရင် Everton ကနောက်ပိုင်းကစားရတဲ့ပွဲတွေမှာသူတို့ recent form မှာတော့သူတို့အရင်ကြီးမကောင်းဘူး ဒါပေမဲ့သူတို့အသင်းဟာလုတ်တက်ကင်တက်တဲ့အခြေအနေမျိုးရှိတယ်။ Northern Forest ကိုသူတို့အဝေးကွင်းမှာနိုင်တယ်။ Arsenal ကိုတည်ကြတယ်။ Liverpool ကိုရှုံးတယ်။ West Ham ကိုတည်ကြတယ်။ Wolves ကိုတည်ကြတယ်။ဆိုဘာဖြစ်ဖြစ် Everton ဟာ Man City ကိုဒုက္ခပေးနိုင်စွာရှိတယ်။ City က Haaland မပါတဲ့အခါသူတို့သိသားတယ်တိုက်စစ်ကနောက်တစ်ခုက De Bruyne ကိုပြန်အားကိုးနေရတယ်။ Palace နဲ့ပွဲတော့ကလည်း De Bruyne တော်လေးကောင်းတယ်။ဆိုတော့ Manchester City တို့ကတကယ်ကိုထိုက်ကင်းဖြစ်မယ်အကျိတ်နဲ့ရှိနိုင်တဲ့ အစင်လာရဆိုရင်တော့ City အနိုင်ရမယ်ပွဲဘာလို့ဆိုဒီပွဲမှမနိုင်ရင်လည်း City Champion League အတွက် under pressure ဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ Super Sunday မှာ Chelsea က Fulham နဲ့ London Derby ကမ်းမယ်ပြီးတာနဲ့နောက်ကျပွဲမှာ Aston Villa နဲ့ Newcastle ပွဲရှိကြအောင် City ရဲ့သူ့ပွဲကိုသူအနိုင်ကမ်းပါ။ကြားထဲမှာ West Ham ကအင်္ဂွင်မှာစိတ်နဲ့ကမ်းရမယ့်အချိန်မှာအိုက်ပွဲတွေအားလုံးကည၈ခွဲပြီးတော့မှည၁၇မှာ Aston Villa နဲ့ Newcastle Newcastle ကတော့ဇက်တိုက်နိုင်ပွဲ win 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 အဲ့ထဲမှာမှာ EFA ကမှာပါ champion ဖြစ်ထားတဲ့အချိန်မှာ Aston Villa ကလေနောက်ဆုံးပွဲတည်းမှာ PSG ကိုပဲသူတို့အဝေးကွင်းမှာ3-1နဲ့ရှုံးတာသူတို့အိမ်ကွင်းမှာ PSG ကို3-2နဲ့နိုင်တယ်တခြားလုံးမှာလည်း Aston Villa ခြေစွမ်းတော်တော်လေးကောင်းတယ်အခုလက်ရှိမှာဒီနှစ်သင်းကတော်တော်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲဖြစ်မယ်ပထမအကြော့တုန်းကတော့ Newcastle ကသူ့အိမ်ကွင်းမှာ3-0နဲ့နိုင်တယ် Newcastle ဟာပြီးခဲ့နှစ်တုန်းကလည်း Villa ကို5-1နဲ့နိုင်သလို Villa ဘက်မှာလည်း3-1နဲ့နိုင်တယ်အမှန်တိုင်းပြောရင် Newcastle ကခြေတော်တော်လေးကောင်းတယ် Aston Villa က 22 23တော့ကတော့ Newcastle ကိုကိုးပြတ်နိုင်တယ်သူတို့နှစ်သိန်းကြားမှာအခုလောလောဆယ်မှာ Villa ကလည်းခြေကောင်းနေတယ်ယုံကြည်မှုအပြည့်အဝရှိတယ် Champions League ထွက်သွားသည့်တိုင်အောင်သူတို့ရဲ့ form တော်တော်လေးကောင်းတယ် ယူကာဆယ်ကတော့တကယ်ကို on fire ဖြစ်တယ်နောက်ပိုင်းပွဲတွေအကုန်နိုင်ထားတာဆိုတော့တကယ်ကိုကြည့်ကောင်းတယ်သူပြင်ယူကာဆယ်မှာ Jacob Murphy တော်တော်လေးခြေစွမ်းထက်နေတယ်နောက် Harvey Barnes ခြေစွမ်းထက်တယ် Isaac ကိုတော့ပြန်သွေးပေမဲ့ Villa မှာလည်းတကယ်ကိုကောင်းတယ်တကယ်ကို tight game ဖြစ်မယ်အကျိတ်နဲ့ရှိနိုင်တယ်ဒီပွဲက Aston Villa ရဲ့ Villa ဘက် Unai Emery နဲ့ကမ်းမယ်နောက်ဟိုဘက်က Eddie Howe က ဆေးရုံတက်နေစေဖြစ်တဲ့ကြောင့်ဒီပွဲကတော့ Jason Tandor ပေါ့လေလက်ထောက်နီးပြပဲကြိုက်မယ်ကြီးကောင်းမယ်ကျွန်တော်အမြင်တော့သေကိုဥတီသွားနိုင်တဲ့ပွဲမျိုးဖြစ်တယ်ဒါကြောင့် Man City ကသူ့လို့သူ့လို့ရမယ်ဒါကစနေနေ့ပွဲကောင်းနေပေါ့လေဒီကြားထဲမှာကျွန်တော်တို့ La Liga ဘက်မှာတခြားပွဲစဉ်တွေမှာ Barcelona နဲ့ Celta Vigo ပွဲရှိတယ်ဘာလို့ဆိုတော့ La Liga ကလည်းအခုလောလောဆယ်မှာ Champion League ပွဲတဲ့အပြိုင်ဖြစ်နေတဲ့အချိန်မှာ Celta ကိုသူတို့အိမ်ကွင်းမှာခံမယ် Real Madrid ကနောက်နေ့မှာ Athletic Club ကို Sunday ကမှာဖြစ်တဲ့ကြောင့် Barcelona ကသူ့လို့သူ့လို့ရဖို့ရှိတယ်ဆိုတော့ဒါကစနေနေ့ကံမဲ့ပွဲပေါ့လေအစောဆုံးပွဲမရှိဘူးညာ၈ ်ခွဲမှာ Man City ပွဲအပါဝင်စိတ်ဝင်စားစရာပွဲကောင်းတွေပါတယ်။ည7:00နာရီမှာတော့ Aston Villa နဲ့ Newcastle ရဲ့ Champions League ဝင်ခွင့်ဆိုတော့စနေနေ့က All About က Champions League ဝင်ခွင့်အတွက်ကစားမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။